မန်စတီဖန်နေအားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့မန်ချက်စတာ စီရီတင်းနေကိုအမြန်တစ်ဆက်ပေးနေတဲ့မက်ဆီဖန်တယောက်ဖြစ်တဲ့ဘူထက်ကြီးပါဗျ။အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့မက်ဆီဖန်ကြီးကိုတွေကိုမန်ချက်စတာစီရီအတင်းရဲ့အပြောင်းရွှေ့နဲ့ပတ်သက်တဲ့ update ကလေးတွေကိုပြောပြပေးသွားကြမှာလေ။အဲ့တော့ပထမဆုံးတပုတ်အနေနဲ့ကတော့ Checky ပေါ့နော်။ Checky ကတော့ကျွန်တော်တို့လက်ရှိအချိန်မှာပေါ့နော်။ဒီဇာရမကိုရိုင်းကတော့ Lion တင်းရနေပြီးတော့ထွက်ချင်တယ်။ဘာလို့လဲဆိုတော့သူ့အနေနဲ့ဒါသူ့ရဲ့အောင်မြင်မှုတွေကိုရယူချင်တယ်။သူ့ရဲ့ခြေစွမ်းခြေစားတွေကိုထုတ်တုံးလို့ရမယ်အတင်းတဲ့ထဲမှာသူကစားချင်တယ်ပေါ့နော်။ဒါကြောင့်သူထွက်ချင်တယ်။အဲ့လိုပဲမန်ဆီအတင်းကလည်းကျွန်တော် Kevin De Bruyne drive မရှိတော့တဲ့အနေအထားမှာဒါ Liverpool ရောက်တော့မဲ့ base ကိုကျွန်တော်တို့ခေါ်ယူခြင်းနဲ့ဒါပေမဲ့ကျွန်တော်တို့ base ကကျွန်တော်တို့ Liverpool အတင်းကိုပြောင်းရွှေ့သွားပြီဖြစ်ဖြစ်ကျွန်တော်တို့ base မရတဲ့အတွက်ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့ပြတ်မှတ်တစ်ခုဖြစ်တဲ့ check you လိုက်ခြင်းနဲ့ပေါ့နော်အဲ့တော့ ချက်ကီကိုလက်ရှိချိန်မှာမန်စီးတင်းကလည်းခေါ်ကျင်တယ်ချက်ကီကလည်းမန်စီးလိုအတင်းကြီးတွေမှာကစားခွင့်ရကျင်တယ်အဲ့တော့လက်ရှိချိန်မှာကဘလူးနေထိုင်ရောက်နေလဲဆိုတော့လိုင်ယွန်တင်းနဲ့မန်စီးတင်းတို့ကြားမှာပြောင်းရွှေ့ကြီးကိစ္စပြင်းနိုင်နေရပေါ့နော်ဥပမာလိုင်ယွန်တင်းကယူရိုတန်30မီလီယံထက်လိုချင်တယ်မန်စီးတင်းကကြောင်ယူရိုတန်30အထက်ပိုပြီးတော့မပေးချင်ဘူး တို့ကဒီနှစ်တင်းအကြာမှာကျွန်တော်ပြောင်းရွှေ့ကြီးကိစ္စညှိနှိုင်းနေတယ်အဲ့တော့ပို့ပြီးတော့ဒါ Lion တင်းအတွက်ကောင်းသွားတာတစ်ခုကပေါ့နော်ကျွန်တော်တို့ဒါ Chucky နဲ့ Lion တင်းရဲ့စာချုပ်ထဲမှာပြောင်းရွှေ့ကြီးကိစ္စမပါဘူးဗျာတို့ကဒီ Chucky ရဲ့စာချုပ်ကိုဒါပြောင်းရွှေ့ကြီးဘလောက်နဲ့ခေါ်လို့ရှိရင်ဖြတ်သိမ်းခွင့်ရှိတယ်ဆိုတဲ့ဟာတော့မပါဘူးဗျာဒါပေမဲ့ Chucky ရဲ့စာချုပ်ကကြတော့နောက်နှစ် ဒါຫນွေຢາດີဆိုလို့ရှင်ກົງတော့ບໍ່ເນາະດີຕຽາດີຊາຕະນິດເບແຈນတော့ແດ່ອັດແຕ່ເຈົ້າເຮົາລາຍອນຕင်းກະແລ້ຊີ້ອຍາຍີຕ້ອງລູບໍ່ຢາກອູບ ્યા ເອີ້ລະဒီပြောင်းရွှေ့ကကျွန်တော်တို့ Manchester City တင်းနဲ့ Lyon တင်းတို့ကြာပြောင်းရွှေ့ခြင်းကိစ္စညှိနှိုင်းနေတဲ့ပုံမှာမူတည်တယ်။အဲ့တော့ဒီနှစ်တင်းတာညှိနှိုင်းမှုအဆင်ပြေသွားခဲ့လို့ရှိရင် Chelsea ကကျွန်တော်တို့ Man City တင်းကိုဒါရောက်ရှိလာတော့မှာပဲဖြစ်တယ်။အဲ့တော့နောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Nouri ပေါ့နော်။ကျွန်တော်တို့ဘယ်နောက်ခံလို့နေရအတွက် Premier League Club အတင်းတင်းဖြစ်တဲ့ဟူအတင်းက ဘယ်နောက်ခံကစားမှာနိုရီကိုကျွန်တော်တို့မန်စီတန်ကလိုက်နေတာအားလုံး TV ဖြစ်တယ်အဲ့တော့ဒီနိုရီရဲ့အပြောင်းရွှေ့ခြေကိစ္စကြတော့ကျွန်တော်ဝုန်းနဲ့ဒါမန်စီးတင်းတို့ရဲ့ပြောင်းရွှေ့ခြင်းကိစ္စညှိနှိုင်းဖို့ပဲကြံနေပေါ့နော်အဲ့တော့ကစားသမားကိုယ်တိုင်ကလည်းတို့မန်စီးတင်းကိုပြောင်းရွှေ့ခြင်းနဲ့အဲ့တော့ yes လို့ပြောထားပြီးသားပေါ့နော်ဒါငါပြောင်းခြင်းနဲ့ဆိုပြီးတော့လည်းပြောထားပြီးသားအဲ့တော့ ဘာဖြစ်နေလဲဆိုလို့ရှိရင်ဦးအတင်းရကြတော့ဒါရောင်းတဲ့လူဖြစ်တဲ့အတွက်ကြောင့်တို့တို့ကစားသမားကိုကျွန်တော်ဈေးပေါ်ပေါ်နဲ့မရောင်းချင်ဘူးဗျာဒီကစားသမားနဲ့ပတ်သက်ပြီးတော့မျိုးမျိုးမြက်မြက်ကလေးရကျင်တယ်ဗျာအဲ့လိုပဲမန်စတီးအတင်းကလည်းဒီနိုရီနဲ့ပတ်သက်ပြီးတော့ဟိုဈေးအများကြီးပို့ပြီးတော့မပေးချင်ဘူးဗျာ Titan နဲ့တို့တို့တတ်မှတ်ထားတဲ့ ဟို Titan နဲ့ဒီဈေးတစ်ခုနဲ့ပဲခေါ်ကျင်တယ်အဲ့တော့လက်ရှိအချိန်မှာ Noridi Man City ကိုပြောင်းကျင်တယ်ဒါပေမဲ့ Wu နဲ့ Man City ချမှာတော့ကျွန်တော်တို့ဒါပြောင်းရွှေ့ခြင်းကိစ္စညှိနှိုင်းနေပေါ့နော်အဲ့တော့ Wu ကလိုချင်တဲ့အမောက်နဲ့ Man City ကပေးနိုင်တဲ့အမောက်နှစ်တင်းကြားထဲမှာညှိနှိုင်းမှုတွေဆက်လက်ဆောင်ရွက်နေလို့သိရတယ်အဲ့တော့ညှိနှိုင်းမှုတွေဆောင်ရွက်လာ ဒါအဆင်ပြေလို့ရှိရင်တော့ကျွန်တော်တို့ဒီ Norridi နဲ့ Man City ကိုရရှိလာမယ်နောက်ထပ်ကစားသမားတစ်ယောက်ဖြစ်လိမ့်မယ်အဲ့လိုပဲကျွန်တော်တို့ဒါနောက်ဆုံးပေါ့နော် Rangers Rangers ကတော့ကျွန်တော်တို့ Man City ကိုရောက်ဖို့အနည်းဆက်ဆုံးကစားသမားလို့ပြောလို့ရတယ်အဲ့တော့မကြခင်ဒီရက်ပိုင်းတွင်မှာ Here we go လို့တော့ကျွန်တော်ကြားရောမယ့်အနေထားဖြစ်နေတယ်ညာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Rangers ဒီ Man City ကိုပြောင်းရွှေ့ခြင်းနဲ့ AC Milan တင်းကလည်းကျွန်တော်ရောင်းရှိရောင်းရောင်းချမယ်ပေါ့နော်အဲ့တော့လက်ရှိချိန်မှာနှစ်တင်းကြားထဲမှာကပြောင်းရွှေ့ကြီးကနောက်ဆုံးအဆင့်ကိုကျွန်တော်တို့ရောက်နေပေါ့နော်ပြောင်းရွှေ့ကြီးကိစ္စတွေတဘောတူညီမှုတောင်ရရှိနေပြီလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုလို့ရှိရင်နောက်ဆုံးအဆင့်ဆိုတော့ဒီပြောင်းရွှေ့ကြီးကိုဘယ်လိုပေးမလဲဆိုတာပဲမူတည်ရပေါ့နော်ဥမာအရစ်ကြလာလက်ငင်းလာတေးကြလာဒီမန်စီးဒီလက်ငင်းပေးမှာတော့မဟုတ်ဘူးဗျာ เนาะอิจฉาไปมล่ะถ้ามะมวยสาธารณมาเยสวนส่องอีบอมูดีပြီးတော့ไปมล่ะဥမာปွဲထွက်ခွင့်ဘယ်နှပွဲရရင်ไปမယ်ဂိုးတွင်းဘယ်လောက်ရမယ်ဘာစုညာစုရလို့ရှင်ဘယ်လောက်ထပ်ไปမယ်ဒါမျိုးကိစ္စတွေညှိနှိုင်းနေတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်အဲ့တော့ မကြခင်ဒီရဲ့ပိုင်းတွေမှာပဲကျွန်တော်တို့မန်စီးတင်းကိုပထမဆုံးရရှိလာမယ့်ကစားသမားကရိန်တာဖြစ်လာလိမ့်မယ်ပေါ့နော်အဲ့တော့မကြခင်ကျွန်တော်တို့ Here we go ဆိုတဲ့အတန်းကြားပြီးကျွန်တော်အဒေဂျာရဲ့ရိန်တာပဲဖြစ်လိမ့်မယ်အဲ့တော့ Okay ပါကျွန်တော်ဒီနေ့ဒါ Manchester City ရဲ့ပြောင်းရွှေ့တင်းတွေကိုတင်ဆက်ပေးသွားကြတာပါအဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ